ဒီတူဘနိဗ္ဗာန်ကုံရက်များဟာမှန်ဆလို့မရဘူးလို့ကောလာဟလာတွေကထွက်နေရင်ပဲဒီလာမင်းသားရဲကိုဘယ်လိုရှင်မလဲဆိုတာငါသိချင်တယ် လိုဟုံကလညူနဲ့တစ်ချက်ထိုးလိုက်တာနဲ့ပေ300ရှည်တဲ့မြားတုံခါသွားပါတယ်ပြီးတော့လေးနဲ့ပြစ်လိုက်တဲ့မြားသင်းလို့ရှေ့ကိုတခုံလို့ထွက်သွားပြီးဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်လာမင်းဖိမ့်မြတ်စောင်းမွေစီကိုဦးထီသွားပါတယ်လာမင်းဖိမ့်မြတ်စောင်းမွေရဲ့မျက်လုံးတွေကလည်းအစုံမဲ့အိဆက်မှုများကိုဖော်ပြနေပါတယ်ပေ300ရှည်တဲ့မြားကိုမြင်တဲ့အချိန်မှာသူကအန္တရာယ်တစ်ခုခုကိုခံစားရပါတယ်အန္တရာယ်ရှိတဲ့မြားကသူ့ဆီကိုလာနေတာကိုမြင်တဲ့အခါသူကပါဇက်ကိုဟာပြီးဟိန်းအောင်လိုက်ပါတယ် အလင်းစားတွေကလည်းသူ့ရဲ့ရှေ့မှာပေါ်လာပြီးမြန်ဆန်တဲ့ပုံစီကနောက်ထပ်ရှီအောင်နှဖျားလက်ညိုးတစ်ချောင်းကဖြစ်လာပါတယ်ရှီအောင်နှဖျားလက်ညိုးကပေါ်လာပြီးရင်တော့မြားစီကိုချက်ချင်းပဲပြစ်လိုက်ပါတယ်လာမင်းဖိမတ်ဆောင်းမွေကဒေါသတကြီးနဲ့ဟိမ့်လိုက်ပြီးသူ့ရဲ့အတွင်ကအရွယ်စားမျိုးရှိတဲ့လာမင်းဖိမတ်ဆောင်းမွေရဲ့အများကြီးကလည်းထွက်လာပါတယ်သူတို့ကပေါ်လာတဲ့အချိန်မှာတိုက်ပွဲကပိုပြီးတော့ရှုပ်ထွေးသွားပါတယ် ူတိုက်ပွဲကအကောင်းကြီးတစ်ခွင်နဲ့မဟာမိတ်ဖက်ချာတိုက်ပွဲမဟုတ်တော့ဘဲမဟာမိတ်နဲ့လာမင်းဖိမတ်ဆောင်းမွေချာတိုက်ပွဲဖြစ်သွားပါတယ်။လာမင်းဖိမတ်ဆောင်းမွေတွေအများကြီးအားထွက်လာတဲ့အခါမဟာမိတ်ချင်းချင်းသူတွေရဲ့မျက်နှာအများကြီးပြောင်းလဲသွားပါတယ်။သူတို့ကမြန်ဆန်နဲ့ဆုတ်ခွာသွားကြပြီမဲ့သူတို့ရဲ့အမြန်နှုတ်ကလာမင်းဖိမတ်ဆောင်းမွေကိုမရှင်းနိုင်ပါဘူး။လာမင်းဖိမတ်ဆောင်းမွေကလည်းပြန့်နှံ့သွားပြီးတွေးချောင်းစီတိုက်ပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ရှုပ်ထွေးတဲ့တိုက်ပွဲအတွင်းမှာအကောင်းကြီးတစ်ခွင်ချင်းချင်းသူအချို့ကထိခိုက်ခဲ့ပါတယ်။ဝန်လင်းအင်းအင်းနဲ့ကတော့ပေတုံးတုံးရှိတဲ့လာမင်းဖိမတ်ဆောင်းမွေတစ်ခုကသူ့စီကိုတခုံတိုးလာနေပါတယ်။သူ့ရဲ့မျက်နှာကလည်း ည်းမင်းမောင်သွားပြီးအမြင်မဲရှောင်းတင်လိုက်ကသူနဲ့ဆွဆွခတ်ဖို့အတွက်စိတ်ဝင်စားပါဘူးထိုသိင်းရတဲ့လာမင်းဖိမန့်ဆောင်းမွေးတွေကပေါ်လာတဲ့အကြောင်းရင်းကအစွမ်းထက်တဲ့ရှီအောင်နှဖျားရဲ့လူမျိုးကို Facebook ဆိုတာဝလင်းကားသိပါတယ်ထိုအချိန်မှာမြားကလည်းတခုံတို့ရောက်ရှိလာပြီးလာမင်းဖိမန့်ဆောင်းမွေးက Facebook ထဲရှီအောင်နှဖျားရဲ့လူမျိုးနဲ့တိုက်မိသွားပါတယ်မဟာမိတ်ဖဲမြောက်ပိုင်းဒေသတို့ခုလုံးမှကျောင်းမောက်ဖွေရပောက်ကွဲတန့်ကြီးကပြင်တင်ထပ်သွားပါတယ်ရှီအောင်နှဖျားရဲ့အချိန်မှာမြားကိုဖုံးလို့ထားတဲ့မင်းနဲ့နေတဲ့အနီအောင်သွေးကွက်အနေထွက်လာပြီးရှီအောင်နှဖျားရဲ့လူမျိုးကိုဖောက်ထင်းဝင်ရောက်ကလာမင်းဖိမန့်ဆောင်းမွေးစီကိုတက်တက်ဥတီသွားပါတယ် ုံမြင့်ကွင်းကျောင်းဝင်လင်းရဲ့မျက်လုံးတွေဟာအန်အင်းသွားနဲ့ပြူးကျက်သွားပါတယ်ပထမအုပ်ဆုံးအချိန်ဖြစ်လာမင်းဖိမတ်ဆောင်းမွေကရက်တန့်သွားပြီးနောက်တစ်ချိန်ဟိမ့်လိုက်ပါတယ်ထို့အချိန်မှာဝင်လင်းနောက်ကိုလိုက်နေတဲ့မွေပါဝင်တင်းခဲ့တဲ့လာမင်းဖိမတ်ဆောင်းမွေအလုံးကလှည့်ပြီးတော့ဟိမ့်လိုက်ကြပါတယ်ထို့ရာလာမင်းဖိမတ်ဆောင်းမွေတကောင်လေးရဲ့ဟိမ့်တက်မှုပဲသူတို့ရဲ့မိခင်ရဲ့ခေါ်တန်အောက်မှာရှိတဲ့ထောင်ထဲချီတဲ့လာမင်းဖိမတ်ဆောင်းမွေတွေရဲ့ဟိမ့်တက်မှာရှေးအောင်နှဖျားရဲ့လညိုဝါတစ်ခုပြီးတစ်ခုပေါ်လာပြီးထုံနေရာတစ်ခုလုံးကိုပြင်းထန်သွားပါတယ်ဝင်လင်းရဲ့ချွေးပေါက်အလုံးကလည်းပွင့်ထွက်လာပြီးထို့အချိန်မှာယူသွဆောင်နဲ့စုပ်ယူလိုက်တဲ့အတွက်သူ့ရဲ့မျိုးလုံးတွေဟာပီတိဖြာနေပါတယ် သူ့ရဲ့ရှေးအောင်နှဖျားခန္ဓာကိုယ်ရဲ့အစွမ်းခုန်ပြန်ကျော်လွှားတိုးတက်လာတာကိုသူကရှင်းလင်းလင်းခံစားလိုက်ရပါတယ်။သူ့ရဲ့မျက်ခုံးကြားမှာဝတ်ထားတဲ့မှိန်ဖြောတဲ့ကြယ်လေးလုံးမြောက်ကလည်းယခုဆိုရင်တော့ပိုပြီးတော့ထင်ရှားလာပါတယ်။ထိုးရအားလုံးကဝင်လင်းကိုပိုပြီးတော့ပီတိဖြစ်စေပါတယ်။ရှေးအောင်နှဖျားရဲ့အချိန်ကဒီမှာဖယ်စည်းလာမယ်လို့မထင်တော့ဘူး။အများကြီးမရှိပေမဲ့ရှိတာရှိနေတယ်။အရေးတွက်မီးမတွနိုင်တဲ့ရှေးအောင်နှဖျားလက်ညိုးတွေကဖယ်စည်းလာပြီးမျက်စိတမိတ်တွင်မှပဲပုံဝင်ကျင်းရကျဉ်းကျန်းသူတွေရဲ့မျက်စိရှိမှပုံရင်းရှိတဲ့ရှေးအောင်နှဖျားလက်ညိုးတစ်ချောင်းကပေါ်လာပါတယ်။လက်ညိုးပေါ်ကထူးဆန်းတဲ့အကွက်ကြောင်းတွေကအရင်ကမှရှင်းလင်းနေပါတယ်။ ်ထိုမင်ကွင်းကျောင်းရှမ်ပေါ်ရဲ့မျက်နှာအပါပြောင်းလဲသွားပြီးအနေငယ်မှိုင်မဲသွားပါတယ်ဒီလောင်မင်းဗိမ့်မှန်စောင်းမွေအားရှီအောင်မတန်းနေတယ်မှာပြောထားရတဲ့အနေငယ်တော့ကွာချားတယ်ဒါပေမဲ့ငါမှတူပါနိဗ္ဗာန်ကွင်းရဲ့မြားရှိတယ်ဒါကြောင့်လောင်မင်းဗိမ့်မှန်စောင်းမွေကဘလောက်ပဲအဆွမ်းထပ်ပါစေအဲ့ဒီမြားကိုတော့ရှောင်လဲလို့မရဘူးရှမ်ပေါ်ကတူပါနိဗ္ဗာန်ကွင်းရဲ့မြားရဲ့အဆွမ်းကိုအရင်ဦးမှယုံကြည်ပါတယ်ဒီတူပါနိဗ္ဗာန်ကွင်းရဲ့မြားအဆင့်ကိုပဲရှိပေမဲ့ဒီလောင်မင်းဗိမ့်မှန်စောင်းမွေကိုတော့ဖမ်းမိပြီးတော့တန်းစင်လိုက်မယ်ဆိုရင်နောက်ထပ်နိဗ္ဗာန်ကွင်းရဲ့ရတနာတစ်ခုကဖြစ်လာလိမ့်မယ်နှစ်ခုကိုပေါင်းစပ်လိုက်မ မယ်ဆိုရင်နှစ်ပေါင်းများစွာပြင်ဆင်မှုနဲ့အတူအစင်ရှိနိဗ္ဗာန်ကိုယ်ရည်ရတနာတစ်ခုကိုဖန်တီးနိုင်ဖို့အတွက်ရှစ်ဆက်ရာဂိုင်းလုံးယုံကြည်မှုကရှိတယ်။ဒီနီးနဲ့အကြီးကဲအဖွဲ့မှာ9ရာထူကလည်းတိုးတက်လာပြီးရွှန်ကြုံစီနဲ့ရှင်ပန်နိုင်တဲ့နီလန်အချို့ကိုရလာလိမ့်မယ်။ ူပါနိဗ္ဗာန်ကိုရဲ့မြားကလည်းရှေ့ကိုတခုံတူထွက်ခွာသွားပြီးမကြာသေးခင်ရမှာပြန်လဲဖဲစည်းထားတဲ့ရှီယောင်းနှဖျားရဲ့လက်ညှိုးနဲ့တိုက်မိသွားပါတယ်။လာမင်းဖိမန်ဆောင်မှုရဲ့ဟိန်းတန်အလည်းရိုက်ခတ်မှုတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကရှီယောင်းနှဖျားလက်ညှိုးရဲ့နောက်ကိုတခုံတူလိုက်သွားပါတယ်။ဒိုးရရင်မြားကရှီယောင်းနှဖျားလက်ညှိုးနဲ့တိုက်မိတဲ့အချိန်မှာမဟာမေးဖဲရဲ့မြဝိုင်းဒီသားမှာထိတ်လန့်ဖွယ်ရာပြောင်းလဲမှုတစ်ခုကဖြစ်ပေါ်လာပါတယ်။ရှီယောင်းနှဖျားရဲ့လက်ညှိုးကထပ်ပြီးတော့ပြုတ်ကွဲသွားပါတယ်။တောင်မောက်ဖွယ်ရာပတ်ကွဲတန်အလည်းပေါ်လာပြီးဝလင်းပဝင်ပဝင်ချင်းရာချင်းချင်းကိုအလုံးကခန္ဓာကိုယ်ရဲ့တွေးတွေလိုက်တလာကတွေးရလိုက်ကြပါတယ်။ဝလင်း င်းရနောက်ဒီလိုဖြစ်နေရင်အခြားလူတွေအကြောင်းပြောစရာတော့မလိုတော့ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်တွေကအသားစားတွေအဖြစ်ပြုတ်ကွဲသွားပြီးတည်ဆုံးသွားကြပါတယ်သူနဲ့ဖျားတို့အဖေမျက်နှာမူရပါအများကြီးပြောင်းလဲသွားပြီးမြန်ဆန်နဲ့ဆုခွာသွားကြပါတယ်မျက်စိတမဲ့အတွင်းမှာပဲလာမင်းဖိမန့်ဆောင်းမွေအနားမှာကျဉ်ကျဉ်သူတယောက်မှမရှိတော့ပါဘူးရွှေရောင်ကောင်းကင်အဆောက်လေးယောက်ကပဲလာမင်းဖိမန့်ဆောင်းမွေကိုဆက်ပြီးတော့တွေ့ကနေပါတယ်သူတို့ကအနှံ့အောင်လေးပြကူကောင်းနဲ့ပူပေါင်းပြီးမှုန်တိုင်းလေးကိုဆက်လက်ပြီးတော့ဖန်တီးနေပါတယ်ရှီအောင်နဖျားနဲ့ညူကပြုတ်ကွဲသွားတဲ့အချိန်မှာတင်းငဲ့တဲ့လာမင်းဖိမန့်ဆောင်းမွေတွေရဲ့ထောက်ဝဲကြော်ကပြုတ်ကွဲသွားပါတယ်အပြောင်းသွေးရ ီးကလည်းပန်းထွက်လာပြီးလီဟာနယ်တစ်ခုလုံးကအပြောင်နဲ့စိတ်တုတ်ထားသလိုပါပဲဝက်လင်းကလာမင်းဖိမှန်စောင်းမွေတွေပြုတ်ကွဲသွားတာကိုပထမဦးဆုံးချိန်မြင်မှုလာပါသူတို့ကတင်းခဲ့တဲ့လာမင်းဖိမှန်စောင်းမွေတွေဖြစ်ဖြစ်မဲ့အရေးတွက်တော့သူ့ရဲ့စိတ်ကိုတလုံးစေပါလေလာမင်းဖိမှန်စောင်းမွေရာရှေအောင်နှဖျားခန္ဓာကိုယ်ထဲမှာအရှင်တန်တဲ့အရာဖြစ်ပြီးသူတို့ရဲ့ခန္ဓာရမြုံနိုင်စရာပါတင်းခဲ့တဲ့လာမင်းဖိမှန်စောင်းမွေတွေကတော့ကျဉ်းကျန်းသူတွေဖျက်ဆီးလို့မရနိုင်တဲ့သဒ္ဒဝါတွေပါဒူဝါတွေမကြသေးခင်ရဖျက်ဖျက်ခဲ့ရတဲ့အာလုံကဇောက်ထူးလန့်သွားစေပါလေဒီတူပါနိဗ္ဗာန်ကိုယ်ရမြာဘယ်ဆင်းယတနာမျိုးလဲ ဝမ်လင်းကသူ့ရဲ့ပါဇက်ပေါ်ကသွေးမြောက်ကိုတုပ်လိုက်ပြီးရှေးရမြင်ကွင်းကိုစိုက်ချင်းနေပါတယ်။သူ့ရဲ့စိတ်ကလည်းလုံအောင်ဘလာဖြစ်နေပါတယ်။တင်းငဲ့တဲ့လာမင်းဖိတ်မှန်ဆောင်းမွေ့ရင်လည်းရှေးအောင်နှဖျားလက်ညိုးအပြင်ရွှံပေါ်ရဲ့တူပါနေပြန်ကွင်းရဲ့မြားအပါပြုတ်ကွဲသွားပါတယ်။ရှေးအောင်နှဖျားလက်ညိုးရဲ့မြုံနယ်ဆရာရဲခတ်မှုဝင်ဆိုင်ရတဲ့အတွက်မြားပေါ်မှာအကွဲကြောင်းနဲ့အများကြီးရပေါ်လာပြီးတလမချင်းစီကွဲရသွားပါတယ်။ရွှံပေါ်ရဲ့မျိုးလုံးတွေကလည်းတောက်ပါဆွာနဲ့တလက်လက်ထားနေပါတယ်။အရာအလုံးကသူထင်တာအထက်အနေငယ်ကွာခြားပေမဲ့အလုံးစုံအားဖြင့်တော့သူ့ရဲ့မျှော်လင့်ချက်နဲ့အရင်ကြီးမကွာပါဘူး။ ဒီလာမင်းဖိမ့်မှန်ဆောင်းမွေအားဒီလူ့အကြီးအတွက်ပဲရွှံပေါ်ကရဲလိုက်ပြီးရှင်းကိုရွလျောက်သွားပါလေပြုတ်ကွဲသွားတဲ့တူပါနေပန်ကွန်ရက်များအနေနဲ့အရေးတစ်ခုကဘွားကနေပေါ်လာပါလေထိုရိတ်ကလည်းမြားတစင်းပါပဲထိုရိတ်က၃လက်မလောက်ပဲရှိပေမဲ့ပေ၃ကရှိတဲ့မြားနဲ့ပုံစံတူပါတယ်တခုတည်းသောကွာခြားချက်က ။သွေးကမှိန်တဲ့အနေအောင်မို့တော့ပဲတောက်ပတဲ့အနေအောင်ဖြစ်နေပါတယ်။သွေးနဲ့ဆေးတုပ်ထားသလိုပါပဲ။ညရဲတောက်ပနေပါတယ်။ထိုအရာတကယ်ဥမှာတူပါနိဗ္ဗာန်ကိုရက်များပါ။မြားမြုံနိုင်စရာအမျက်နှုံးနဲ့ထွက်ောက်သွားပြီးလာမင်းဖိမန့်စောင်းမွေရဲ့မျိုးလုံးနှလုံးချောင်းကိုဖောက်ထင်းဝင်ရောက်သွားပါတယ်။လာမင်းဖိမန့်စောင်းမွေကိုဖောက်ထင်းဝင်ရောက်သွားတဲ့အချိန်မှာမြားမြုံနိုင်စရာအစွမ်းတစ်ခုကိုထွက်လွတ်ပြီးကြေတာရီုံတော်တွန်လို့သွားစေနိုင်တဲ့ပောက်ကွဲတန့်ကြီးကထွက်လာပါတယ်။ပထမဆုံးအချိန်ဖြစ်လာမင်းဖိမန့်စောင်းမွေရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကတုန်ခေါက်သွားပြီးဆုတ်ခေါက်သွားပါတယ်။လာမင်းဖိမန့်စောင်းမွေရဲ့မျိုးလုံးချောင်းမှာအနေအောင်ဝဲကဲတစ်ခုကပေါ်လာပြီးပြင်းထန်စွာနဲ့ ဲ့ပြုတ်ကွဲသွားပါတယ်အပြောင်သွေးတွေကလည်းပန်းထွက်လာပါတယ်မြားအနေအောင်ဝဲကြက်ထဲမှာလေပတ်နေပြီးပို့ပြီးတော့နှဆိုင်တဲ့နေရာကိုတခုံတူထွက်သွားပါတယ်သူကတိုးဝင်သွားတိုင်းပြုတ်ကွဲမှုတွေကဖြစ်လာပါတယ် လာမင်းဖိမတ်ဆောင်းမှုရဲ့ဝန်내ဖွဲ့ရာအော်တန်ကျေတာရီတခြားမှာပြည့်တည်ထသွားပါတယ်ထိုဝန်내ကြည့်ွယ်ဖွဲ့ရာအော်တန်เจ้าကိုဝန်လီရဲ့နှလုံးသားမှာနာကျင်မှုတစ်ခုခုဟာရှိနေတယ်လို့ခန်းစားရပြီးတုံ့လုံသွားပါတယ်လာမင်းဖိမတ်ဆောင်းမှုကိုကြည့်ရင်သူကပို့ပြီးတော့မြေမြန်ဆန်ဆုတ်ခေါက်သွားပါတယ်လာမင်းဖိမတ်ဆောင်းမှုရာပြင်းထန်စွာနဲ့ဒဏ်ရာရတာပထမအဆုံးချိန်မှာသူ့ရဲ့အော်တန်ပြည့်တည်ထနေတဲ့အချိန်မှာကြံရှိနေတဲ့တင်းခဲ့တဲ့လာမင်းဖိမတ်ဆောင်းမှုအားလုံးကလည်းပြုတ်ကွဲသွားပါတယ်တနည်းအားလုံးကတင်းခဲ့တဲ့လာမင်းဖိမတ်ဆောင်းမှုအားလုံးကလည်းတည်ဆုံသွားပါတယ် လာမင်းဖိမန့်ဆောင်မှုရဲ့မျိုးလုံးနေရာသွေးနှီးအောင်ဖြစ်နေပါတယ်သူကရန်ဦးမှာဒေါသထွက်နေပါတယ်ဒီတစ်ခါဒေါသထွက်တာပြီးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းခံစားခဲ့ရတဲ့ဘယ်ရာထက်မဆိုပို့ပြီးတော့ပြင်းထန်ပါတယ်ယခုသူ့ရဲ့ရှင်တန်မှုကိုချင်းချောင်းနေတဲ့မြားအတွက်ပို့ပြီးတော့တော့ပြင်းထန်ပါသေးတယ်ဒေါသထွက်နေတဲ့လာမင်းဖိမန့်ဆောင်မှုရဲ့ဝန်ထမ်းဖွဲ့ရာအော်တန်ကအထုံးအထဲကိုရောက်ရှိသွားပြီးမှိန်ဖျောတဲ့ကြယ်ခုနှစ်လုံးကရုတ်တရက်သူ့ရဲ့ရှေ့မှာပေါ်လာပါတယ်ကြယ်တွေကလေပန်းနေတဲ့အချိန်မှာ လာမင်းဖိမန့်အဆောင်မွေရဲ့ဟိန်းသံအောင်မှာကျေတလုံးကရုတ်တရက်ပကွဲသွားပါတယ်။ရှီယောင်နှဖျားရဲ့ပြုတ်ကွဲသွားတဲ့ကျေတလုံးဝယ်လင်းရဲ့မျက်လုံးမှာထူးဆန်းတဲ့လင်းနှစ်ချက်ကပေါ်လာပါတယ်။ကျေပြုတ်ကွဲသွားတဲ့အခါလာမင်းဖိမန့်အဆောင်မွေစီရနဲ့အလုံမအစွမ်းထက်တဲ့အစွမ်းတစ်ခုကထွက်လာပါတယ်။ထိုအစွမ်းကအရန်ဥမအစွမ်းထက်တဲ့အတွက်လာမင်းဖိမန့်အဆောင်မွေရဲ့မျက်လုံးနှလုံးကြားဝယ်ကြက်ကိုဖျောက်လိုက်နိုင်ပါတယ်။မြောင်းဦးလေလာမင်းဖိမန့်အဆောင်မွေရဲ့ခန္ဓာကိုယ်ကနေအပြင်ကိုထုတ်ပစ်လိုက်ပါတယ်။ထုံမြင့်ကွင်းကြောင်းနီးကပ်လာတဲ့ရွှံပေါ်ရဲ့မျက်နှာကလည်းပြောင်းလဲသွားပါတယ်။မဖြစ်နိုင်ဘူး။ ရှေးဟောင်းမတန်းနေရာတမန်လာမင်းဖိမှန်စောင့်ဝေတကောင်ကတူပါနိဗ္ဗာန်ကိုရက်များကိုခံနိုင်မရှိဘူး ဒီလာမင်းဖိမဆောင်းမှုရာကြီးမာပြီးကြောက်စရာကောင်းမိမယ်ပြပြင်းထန်တော့ဒိုင်းရရသိနေမိတော့တခင်ကထိုရအလုံးကိုမြင်လိုက်တော့လှောင်ပြောင်လိုက်ပါတယ်ဒီလာမင်းဖိမဆောင်းမှုကိုမဟာမိတ်ထဲကိုပို့လိုက်ရတဲ့ယူရချက်ကသူ့ကိုပို့ပြီးတော့ဒေါ်သာထောင်းကိုလုပ်ဖို့လို့အကြီးကဲရပြောခဲ့တယ်သူကပို့ပြီးတော့ဒေါ်သာထွက်လေဒီသားရဲကပို့ပြီးတော့ပျက်စီးမှုတွေကိုဖြစ်စေလေပဲလာမင်းဖိမဆောင်းမှုရဲ့ဒေါ်သားကလည်းအထုံးထဲကိုရရှိသွားပြီးပြုတ်ကွဲသွားတဲ့ကျဲရဲ့အဆောင်ကိုငှားရမ်းကညာကိုပြန်ထုတ်ပစ်လိုက်ပါတယ်ပင်ထန်းတဲ့နာကျင်မှုကြောင့်သူ့ရဲ့စိတ်တွေကပျောက်ကွယ်လူနေပါဖြစ်နေပါတယ်သူ့ရဲ့မျိုးလုံးတွေကလည်းနီးရဲနေပြီးသူ့ရဲ့စိတ်ထဲမှာ တခုတည်းသောအတွေ့ရတက်တက်တက်ဆိုတာပါ လာမင်းဖိမ့်မန့်ဆောင်းမွေရဲ့အော်တန်ကပဲ့တင်ထက်လာတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကရေဝဲလာအလုံးကကျွတ်ထွက်သွားပြီးလာမင်းဖိမ့်မန့်ဆောင်းမွေရှိမှစူဝေးလာကလမောင်းကြီးတစ်ခုကဖြစ်တည်လာပါတယ်ထိုလမောင်းကပေတသိန်းရှိလျာပြီးလက်တီးကြီးတစ်ခုအဖြစ်ဖြစ်တည်လာပါတယ်အဝေးကနေကြည့်မဲ့ဆိုရင်တော့ရှေးအောင်နှဖျားတစ်ပါးရဲ့လမောင်းနဲ့ဆင်တူပါတယ်လာမင်းဖိမ့်မန့်ဆောင်းမွေရဲ့ဒေါသကရှေးအောင်နှဖျားရဲ့လက်ချောင်းလိုပဲဒိုးရတဲ့လာမင်းဖိမ့်မန့်ဆောင်းမွေရဲ့ဒေါသကအဆုံးဆုံးကိုရောက်တဲ့အခါရှေးအောင်နှဖျားတစ်ပါးရဲ့လမောင်းလိုဖြစ်လာပါတယ်ရှေးအောင်နှဖျားရဲ့လမောင်းကပေါ်လာတဲ့အချိန်မှာတူပါနိဗ္ဗန်ကွန်ရက်များစီကိုရဲဆက်နဲ့တိုးဝင်သွားပါတယ်ထိုလက်တီးချက်ချောင်းဝ လင်ကရှီယောင်နှဖျားတွေကောင်းကင်ကိုဖြောင်းပြန့်လှန်တဲ့ရှေခိတ်ကာလာတွေကိုပြောင်းသွားတယ်လို့ခန်းစားလိုက်ရပါတယ်ရှီယောင်နှဖျားတစ်ပါးလမောင်းဝင်ရန်ပြီးအဟိနီတာကိုသူကမြင်လိုက်ရပါတယ်ဂျိုရီယာပြုတ်ကွဲလီဟာနီယာပြုတ်ကွဲရန်သူအလုံးကပျက်စီးသွားတာကိုလည်းသူကမြင်လိုက်ရပါတယ်ယခုချိန်မှာလာမင်းဖိမှန်ဆောင်းမွေကဖဲစီလိုက်တဲ့ရှီယောင်နှဖျားရဲ့လမောင်းကလည်းဒီလိုပါပဲလက်တီချက်ကထပ်ပေါ်လာပြီးမြှောက်ထိမှန်တဲ့အခါမြှားတုန်ခါသွားပြီးချက်ချင်းပဲပျက်စီးသွားပါတယ် တူပါနိဗ္ဗာန်ကွန်ရက်များလို့ရတနာအောင်ရှီအောင်နှဖျားရဲ့လက်တီချက်အောက်မှာပျက်စီးသွားပါတယ်။ရွှံပေါ်ကလည်းသွေးများအန်ထွက်လာကနောက်ဆုတ်သွားပါတယ်။ဒူဝါရင်ထိုးအချိန်မှာပဲအစ်ဆက်တဲ့ဇွိုင်းတစ်ခုကကြေတာရီချားမှပြင်းထန်သွားပါတယ်။တစ်ချိန်တည်းမှာပဲအနီအောင်လက်စီးတစ်ခုကရုတ်တရက်ချင်းကလာပါတယ်။ထိုးအနီအောင်လက်စီးကရံအောင်မှမြန်ပြီးအချိန်ကြိုက်လုံးပါတယ်။ရွှံပေါ်ရဲ့ရတနာပျက်စီးသွားလို့စိတ်တုံ့နေတဲ့အချိန်မှာပါအနီအောင်လက်စီးကအစ်ဆက်တဲ့အရာတွေပါဝင်ပြီးဂျီးနဲ့ပေရဲ့အစွမ်းထက်တဲ့ဇွားအကိုထွက်လွတ်နေပါတယ်။ရွှံပေါ်ကတွန်းဆုံနေတဲ့အချိန်မှာပဲလက်စီးကရှေ့ကိုဖြတ်သွားပါတယ်။ရွှံပေါ်မှာရှောင်ရှားဖို့အချိန်မရှိတော့ပါဘူး။ နီယောင်လက်စီးကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်။သူ့ရဲ့မျက်နှာမူယာကလည်းအပြောင်းလဲကြီးဖြစ်သွားပြီးသွေးများထမှန်ပြီးတော့အန်ထလာပါတယ်။မျက်လုံးလေးကလည်းမှုံသွားသွားပါတယ်။ထိုအချိန်မှာပဲအဖျော်ဝှစ်ဆုံကိုဝှစ်ဆင်လာတဲ့ချင်းရွှေရထလာပါတယ်။မျက်နှာမှာခံစားချက်ရလည်းကိမဲနေပါတယ်။သူကပေါ်လာတဲ့အခါညာဘက်မျက်လုံးကနေအနီယောင်တစ်ချက်ကလက်သွားပြီးအနီယောင်လက်စီးတွေကရှမ်ပိုစီကိုထပ်ပေါ်လာပါတယ်။ ဂျီနယ်ပယ်ရလည်းပေါ်လာပါတယ်ဂျီနယ်ပယ်ရွှံပေါ်ရဲ့ခနာကူကနေပောက်ကွဲတန်တစ်ခုကလည်းပေါ်လာပြီးကြော်ကနေသွေးရည်အများကြီးကပန်းထလာပါတယ်မြမန်ဆန်နဲ့တွန်းဆုတ်သွားပြီးမယ်အနီအောင်လက်စီကသူ့နောက်ကိုလိုက်လာပါတယ်ချင်းရွှေရပေါ်လာတဲ့အချိန်မှာလက်စေးတစ်ခုကိုဖိလိုက်ပြီးအပေါ်ညွှန်လိုက်ပါတယ်ချက်ချင်းပဲအနေအောင်လီတွေကပေါ်လာပြီးအနေအောင်ငကားခွနကောင်မှာဖြစ်တည်လာပါတယ်အော်တန်နီနဲ့အတူအသက်အလုံးကိုနှိမ့်တက်နိုင်တဲ့အစ္စရဲလီတွေကိုရွှံပေါ်စီကိုပြစ်ထုတ်လိုက်ပါတယ်ရွှံပေါ်ငေါ့မင်းကမှတ်မိသေးလား ချင်းရွှေရာတိုက်ပွဲမိပြင်ကိုရောက်နေရကြပါပြီ။ရွှန်ပေါ်ကလွယ်လို့သူ့ကိုလှုပ်ရှားစေနိုင်လောက်တဲ့အခြေချင်းဘယ်သူမှမရှိပါဘူး။ချင်းရွှေမင်းရောက်မတည်သေးဘူးလား။ ရှမ်ပေါ်ကအမြဲပဲနောက်ကိုဆုတ်သွားပြီမဲ့အနည်းအောင်ငကားခွနှစ်ကောင်ကြောင့်နောက်ဆုတ်လို့မရတော့ပါဘူး။အိစရဲလီရီရဲ့အောက်မှာရှမ်ပေါ်ကတောင်းမြောက်ကိုအန်ချိန်ရင်လက်တစိတစ်ခုကိုဖဲကရှေ့ကိုညွှန်လိုက်ပါတယ်။လာမင်းဖိမှန်ဆောင်မွေရဲ့ပလက်ကအနည်းအောင်လေးပြ၉ကောင်ကလည်းပြောက်ွက်သွားပြီးရှမ်ပေါ်ရဲ့ဘေးမှာပြန်ပေါ်လာပါတယ်။လေးပြ၉ကောင်တကောင်လေးဖြစ်တည်လေးပြ၉ကောင်ကလည်းဒပိုင်နဲ့ထဲတောင်မန်နီကိုခတ်လိုက်ပြီးအနည်းအောင်တောက်ပွားလာပါတယ်။ချက်ချင်းပဲတကောင်လေးအဖြစ်ပေါင်းစည်းသွားပါတယ်။အနည်းအောင်လေးနဲ့ကိုကူကပေါင်းစည်းသွားတဲ့အခါမမြင်နိုင်တော့တဲ့အပြောင်းလေးတစ်ခုကဖြစ်လာပါတယ်။လေးပြ၉ကောင်ကတကောင်လေးဖြစ်သွားတဲ့အခါအယောင်၄ယောင်ကထွက်လာပါတ အတောင်ပိုင်းတွေကိုခလိုက်တဲ့အခါအရောင်လေးရောင်မှုတွေဟာကျဆင်းလာပြီးရွှံပေါ်ရဲ့ပလက်မှာအရောင်လေးရောင်ဝဲကဲတစ်ခုဟာဖြစ်တည်လာပါတယ်အပြင်ဘက်ကအနေအောင်နဂါးခွနကောင်ကိုလည်းချက်ချင်းပဲတားစီလိုက်ပါတယ်မင်းရဲ့တပည့်ကြီးထံပေါ်ကလှုပ်ထားတဲ့ယတနာနဲ့ဆိုရင်တော့ငါချင်းရွှေဟာအနေငယ်တော့စိုးရင်ပြီပါဒါပေမဲ့မင်းရတော့ရေချင်းမရှိဘူး ချင်းရွှေရဲ့အစ္စရဲတန်ပိတ်တင်ထပ်သွားတဲ့အခါလက်နှစ်ဖက်လုံးနဲ့လက်တစ်စိတ်ကိုဖဲလိုက်ပါတယ်။အနေအောင်ငကားခုနှစ်ကောင်ကအဟိနိတဲ့အချိန်မှာမူးစက်တွေကထောင်ထဲချီပြီးတော့ပေါ်လာပါတယ်။ထို့မူးစက်တွေကထူထပ်စွာနဲ့ရှိနေပြီးအယောင်လေးယောင်လေးပြရဲ့မှုတ်တွေဝင်းရနေတဲ့ရွှံပေါ်စီကိုပြုတ်လိုက်ပါတယ်။ပောက်ကွဲတန်တွေကလည်းပိတ်တင်ထပ်သွားပြီးရွှံပေါ်ရဲ့မျက်နှာမှာခါးတိတဲ့အပြုံတစ်ခုကပေါ်လာပါတယ်။သူ့ရဲ့အမှတ်လက္ခဏာကအခြားလူတွေအတွက်လှုပ်ဝက်ချက်တစ်ခုဖြစ်ပေမဲ့ချင်းရွှေကတော့အားလုံးကိုသိပါတယ်။သူကမူးကောင်းလေးပုံနဲ့ပေရနဖျားတစ်ပါးပါ။နဖျားသက်စည်းရထားကိုဖန်တီးခဲ့တဲ့ထန်ပေါ်ရဲ့ဂျူနီယာလည်းဖြစ်ပါတယ်။ချင်းရွှေ မေရငေါ့ဖီယာမပိနဲ့ကောင်းကင်ဘုံနေပဲဆိုတော့မရှိတော့ဘူးအခုကမဟာမိတ်ကျက်စုစနစ်ပဲရွှန်ပေါ်ကလမောင်းလေးကိုဖျံကန်းရင်အော်ဟိလိုက်ပါတယ်နှစ်ပေါင်းများစွာတစိမ့်ခတ်ထားတဲ့ကောင်းကင်မူလားအဆောက်ကိုလည်းရုတ်တရက်ဖွင့်လင်းလိုက်ပါတယ်အဆုံးမရှိတဲ့ကောင်းကင်ဘုံဆွဲရင်းနေရာပုံဝင်ချင်းကိုပြည့်နေသွားပါတယ်ပုံဝင်ချင်းတစ်ခုလုံးကကောင်းကင်ဘုံနေပဲလို့ဖြစ်သွားပါတယ်တစ်ချိန်တည်းမှာပဲလက်တစိမ့်တစ်ခုကိုဖွင့်လိုက်ပြီးအောင်လေးအောင်လေးပြောက်ကိုညှို့လိုက်ပါတယ်လေးပြောက်ရုတ်တရက်တုံခေါက်သွားပြီးအတောင်မှတစ်ဖက်ကအပွင့်ဖက်တစ်ခုလိုကျွတ်ထွက်သွားပါတယ်ချက်ချင်းပဲထိုးတောင်မှအောင်လေးမျိုးပြောင်းလဲသွားပြီးဝဲကြီးတစ်ခုကဖြစ်တည်လာပါတယ်နိဗ္ဗာန်ကွန်ရဲ့မြားရဲ့ဥပဒေတ あ。 ရှမ်ပိုကပြောလိုက်တဲ့အခါတောင်မန်းနေဖြစ်တိလာတဲ့ဝဲကြီးရဲ့လေးကူကရုတ်တရက်ပတ်ကွဲသွားပြီးအရောင်လေးရောက်မှုတ်တွေအမြောက်အများပြန့်နှံ့သွားပါတယ်ချင်းရွှေရဲ့လေးစင်းခော့ခြင်းနဲ့မိုးစင်းခော့ခြင်းရလေမှုတ်တွေရဲ့တယောက်မှုကြောင့်ချက်ချင်းပဲပြောက်ွက်သွားပါတယ်ဘယ်နီးပညာဘယ်အရာမှမကြံတော့ပါဘူးအလုံးကပြောက်ွက်သွားပါတယ်ရှမ်ပိုကတွန်းဆုပ်ခြင်းမရှိပဲရှင်းကိုညှို့လိုက်တဲ့အခါအရောင်လေးရောက်လေးပြရဲ့ကျန်တဲ့တောင်မန်းတစ်ဖက်ကလည်းကျွတ်ထွက်သွားပါတယ်လေးပြပြောက်ွက်သွားတဲ့အခါတောင်မန်းပြန်ဝင်နေပြီးနောက်ထပ်အပြောင်းလဲတစ်ခုကဖြစ်တိလာပါတယ်ပြောက်ွက်သွားတဲ့ရတနာအလုံးချင်းရွှေရဲ့လေးစင်းခော့ခြင်းမိုးစင်းခော့ခြင်းနဲ့ရပါပြန်ပေါ်လာပါတယ်တို့ရ င်ဒီတစ်ခါမှာတော့ရှမ်ပွယ်ရဲ့နီးပညာတွေဖြစ်သွားပါတယ်။អော်လိုက်တဲ့အခါလမောကိုဆန်းထုတ်ပြီးလေစင်းခော့ခြင်းနဲ့မိုးစိခော့ခြင်းတွေကိုပြန်ပြီးတော့တွန်းပို့လိုက်ပါတယ်။တစိမ့်တစ်ပိုင်းကိုလာမင်းဖိမတ်ဆောင်းမှုကိုတာစီဖို့နဲ့ကျန်တဲ့တစိမ့်တစ်ပိုင်းကိုချင်းရွှေကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုလိုက်ပါတယ်။အချိန်ရောအသုံးချပြီးရှမ်ပွယ်ကမြန်ဆန်နဲ့တွန်းဆုတ်သွားပါတယ်။ဒူဝါရင်အနီအောင်လက်စီကသူ့နောက်ကိုလိုက်လာတာကြောင့်ခေါင်းကိုက်စရာဖြစ်နေပါတယ်။တူပါနိဗတ်ကွန်ရက်များရှိတဲ့ချင်းရွှေကိုကြောက်ရွံ့ခြင်းမရှိဘဲတိုက်ခိုက်နိုင်မှာပါ။သူရဲ့တူပါနိဗတ်ကွန်ရက်များအကြောင်းကိုတွေးမိတဲ့အခါနှလုံးသားကိုက်ခဲသွားပါတယ်။ထိုလာမင်းဖိမတ်ဆောင်းမှုကဒီလောက်ထိအစွမ်းထက်မယ်လို့ ူကမထင်တာပါဘူး။ရှီအောင်မတန်းနေထဲကမွေရီနဲ့လုံအောင်ကွာထားပါတယ်။မဟုတ်ရင်သူကဒီယူလာမှာမဟုတ်ပါဘူး။မောင်မီယွန်တွေမကပဲတခုတည်းသောတူပါနိဗ္ဗန်ကွန်ရက်များယတနာကိုပါဆွန်းရှုံးလိုက်ရပါတယ်။အကြီးကဲအဖွဲမှာသူရဲ့အဆင့်တန်းကစင်းသွားမှောက်ကိုလည်းမြင်အောင်ကြီးနိုင်ပါတယ်။ပြီးတော့အရင်တုန်းကနဆိုးချင်းရွှေ့နဲ့လည်းတွေးလိုက်ရပါသေးတယ်။ချင်းရွှေ့ကဘယ်လိုလုပ်ပြီးမတိပဲနဲ့ရှင်တန်နေလဲဆိုတာသူကမသိပေမဲ့သူကိုယ်တိုင်ကတော့အခုထိရှင်တန်နေရဆိုတော့ချင်းရွှေ့မှာလည်းနီလန်းနေရရှိမှာပါ။ယခုလိုအန်ရီနဲ့ကြုံတွေ့ရတဲ့အချိန်မှာထိုးရအောင်တွေးဖို့အတွက်အချိန်မရှိတော့ပါဘူး။သူရဲ့စိတ်ထဲမှာတခုတည်းသောအတွေ့ရမြန်ဆန်နဲ့ထပြေဖို့ ပါဝလင်းကထုံမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါစိတ်တွေကတလုံးသွားပြီးနှလုံးခုန်တန်မြင်လာပါတယ်နှလုံးခုန်တန်လွယ်လို့အခြားအတန်ဒီအလုံးကပြောက်ကွက်သွားပါတယ်သူ့ရဲ့အုံနောက်ထဲမှာရွှံပေါ်ကအုံပြုခဲ့တဲ့လက်တစိုက်ကိုသူကမှတ်မိနေပါတယ် အားလုံးကိုလည်းသူကတေချာမှတ်ထားပါတယ်ဒီလူကထန်ပေါ်ရဲ့ဂျူနီယာပဲအရောင်လင်းရောလိပ်ပြောက်ကိုသူကဖန်တီးခဲ့တာဒါပေမဲ့ထန်ပေါ်ကဖန်တီးခဲ့တဲ့လိပ်ပြောက်တော့အစွမ်းမထက်ဘူးသူ့ရဲ့လက်တစိုက်ကိုငါးနားလည်နိုင်ဝင်လင်းရဲ့နှလုံးခုန်တန်ပုံမြန်လာပြီးမျက်လုံးတွေကမှိတ်တော့မှိတ်တော့ပါဘူးပြန်တိုးပိုးခံလိုက်ရတဲ့လေးစင်းခော့ခြင်းနဲ့မိုးစင်းခော့ခြင်းတွေကချင်းရွှေ့ကိုလုံးဝမတားဆီးနိုင်ပါဘူးမျက်လုံးတွေကအစ်ဆက်နေပြီးညာဘက်လက်ကိုလီဟာနေထဲကိုထိုးလိုက်တဲ့အခါတလင်းကြောက်အမှုန်မွားတွေကသူ့ရဲ့လက်ထဲမှာပြန်ပေါ်လာပါတယ်ပြီးတော့ရှေ့ကိုဖျက်ချလိုက်ပါတယ်ရတနာလက်နက်တိုက်အလင်းအမှုန်မွားတွေအမြောက်များပြန့်နှံ့သွားပြီးအရေး ိတ်တွေအမြောက်အများဖြစ်တည်လာပါတယ်။ချင်းရွှေရဲ့ယတနာလက်နက်တိုက်ရလည်းတဖန်ပြန်ပေါ်လာပါတယ်။အရိတ်တွေကအစွမ်းထက်တဲ့အချိန်ဝါတွေကိုထွက်လွတ်နေပြီးချက်ချင်းပဲချင်းရွှေရဲ့ရှေ့မှာတပ်သားတွေထောင်ထဲချပြီးတော့ပေါ်လာပါတယ်။ချင်းရွှေကလညုံနဲ့ညှုံတဲ့အခါအရိတ်အားလုံးကလေးစင်းခော့ခြင်းနဲ့မိုးစင်းခော့ခြင်းတွေစီကိုတိုးဝင်သွားပါတယ်။ရွှံပေါ်ရဲ့မျိုးလုံးတွေကလည်းကျုပ်သွားပြီးသူ့ရဲ့နှလုံးသားခါတီးသွားပါတယ်။ထိုအရိတ်တွေထဲကအချို့ကသူ့ရဲ့မိတ်ဆွေဟောင်းတွေပါသူကတပင်းဝင်ချလိုက်ပြီးမျိုးလုံးထဲမှာရက်ဆက်ကြံကြုတ်တဲ့အရိတ်အောင်တွေကပေါ်လာကသူကအဟိလိုက်ပါတယ်။ချင်းရွှေရတနာရီရဲ့စွမ်းအကိုဒီဖိုးကြီးကဘလို့လေးလာထားလဲဆိုတာ မင်းကိုပြမယ်ကဘာပေါ်ကယတနာအလုံးမှာမူလစွမ်းရဲ့အနေငယ်စီအားပါတယ်ဒီဖိုးကြီးကအဲ့ဒီမူလစွမ်းကိုနှစ်ပေါင်းထောင်ထဲချီပြီးတော့လေးလာခဲ့တာလမ်းစားကိုမြင်နေရပြီရှံပေါ်ရဲ့လက်မောင်းတွေကဆန့်ထွက်သွားပြီးလက်တစ်ဖက်စီမှာလက်တစိတ်တစ်မျိုးစီကိုဖဲလိုက်ပါတယ်မမြင်ရတဲ့လိုင်းတွေကသူ့ရဲ့ခန္ဓာကနေချက်ချင်းပဲပြန့်နှံ့သွားပါတယ်မျက်စိတမိတ်အတွင်းမှာပဲလိုင်းတွေကကီလိုမီတာထောင်ထဲချီတဲ့နေရာကိုဖုံးလွှမ်းသွားပါတယ်ကြံရှင်းနေတဲ့ချင်းကျန်သူတွေရဲ့ပလက်ကယတနာအလုံးကတူးလို့လို့လှူရှားလာပြီးချင်းကျန်သူတွေရဲ့မျက်နှာအမူအရာပြောင်းလဲသွားပါတယ်ယတနာတွေကသူ့ရဲ့ပိုင်ရှင်တွေနဲ့ဆက်သွယ်မှုကိုဖျက်ထုတ်လိုက်ပါတယ်ထုံမြင့် ကွင်းကြောင့်လူတိုင်းကလည်းအာရုံတင်သွားပါတယ်။တည်ဆုံသွားတဲ့ကျဉ်းကျန်းသူတွေရဲ့ယတနာတွေကလည်းရှိပါတယ်။ထိုအရာအလုံးကရှမ်ပေါ်စီကိုစုဝေးလာပါတယ်။ရှမ်ပေါ်ကယတနာအလုံးရဲ့ပိုင်ရှင်ဖြစ်တယ်လို့ယတနာအလုံးကသူ့ရဲ့ခေါ်ဆောင်မှုကိုတုတ်ပြတ်နေရတယ်လို့ပါပဲ။ဒါဝါရင်ကျဉ်းကျန်းသူတွေနဲ့ဝန်လင်းရဲ့စိတ်ကိုတလုံးစေတဲ့အရာကတော့သူတို့ရဲ့တလုံးအိတ်တွေပါ။တလုံးအိတ်တွေကိုလည်းယတနာအဖြစ်သတ်မှတ်နိုင်ပါတယ်။ထိုအချိန်မှာလူတိုင်းရဲ့တလုံးအိတ်တွေကထပ်ပြန့်သွားပါတယ်။ထိုလုပ်ငန်းစဉ်အတွင်းမှာတလုံးအိတ်တွေကတူးလူလူနဲ့ပွင့်သွားပြီးအထက်ရယတနာတွေကထပ်ပြန့်လာပါတယ်။ဝန်လင်းရဲ့တလုံးအိတ်ကလည်းအထူးတူပါပဲ။ဝန်လင်းရဲ့မျက်နှာမူအားလည်းပြောင်းလဲသွားပြီးသူ့ရဲ့ညာလ န်းနဲ့သူ့ရဲ့တလုံးအိတ်ကိုဆွဲယူလိုက်ပါတယ်။ဒေါ်ဝါရင်ထိုးချိန်မှာပဲသူ့ရဲ့အိတ်ပက်လက်မှာထူးဆန်းတဲ့ဆွမ်းအားတစ်ခုကရှိနေပါတယ်။ထိလိုက်တဲ့အချိန်မှာပူလုံတဲ့ရာတစ်ခုကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပါတယ်။မလွတ်ဘူးဆိုရင်သူ့ရဲ့မူလာဝိညာဉ်ကချက်ချင်းပဲပျက်စီးသွားပါလိမ့်မယ်။ပုံဝင်ချင်းကချင်းချင်းသူတွေကလည်းသူ့ရဲ့အိတ်တွေကိုဆွဲယူလိုက်ကြပါတယ်။ဒေါ်ဝါရင်ခနာအကြမှာသူတို့အားလုံးကခါတိစွာနဲ့လက်လွတ်လိုက်ကြပြီးသူတို့ရဲ့တလုံးအိတ်တွေပြန်သွားတာကိုကြည့်နေလိုက်ကြပါတယ်။ဝလင်ကသူ့ရဲ့တလုံးအိတ်ထဲကအရာတွေကအရန်အောင်မှတမိုးကြည့်တာကြောင့်လက်လွတ်လို့မရပါဘူး။အန်ဒီရဲ့ကြုံတွေ့နေရတဲ့အချိန်မှာတုံးဆုံးနေခြင်းမရှိဘဲတတိယမျိုးလုံးကိုဖင်လိုက်ပြီး ီးအနီရောင်အလင်းတန်းကိုသူ့ရဲ့အိပ်ပိုကိုကြောက်စီလိုက်ပါတယ်မူလာနှစ်စွမ်းရဲ့အနေငယ်ကလည်းထပေါ်လာပြီးသူ့ရဲ့အိပ်ပိုကထူးဆန်းတဲ့စွမ်းအကိုဖေရှားပြလိုက်ပါတယ်ဝယ်လင်းရဲ့မျက်နှာကလည်းဖျော့ဖျော့သွားပြီးတပင်းကိုချကသူ့ရဲ့တလုံးအိပ်ကိုတင်းကျပ်စွာနဲ့စုပ်ကင်ထားလိုက်ပါတယ်ယတနာများစွာရှံပေါ်ရဲ့ပလက်မှာစူဝေးလာပြီးပြုတ်ကွဲသွားပါတယ်ယတနာတစ်ခုကပြုတ်ကွဲတိုင်းအဖျော်အငွေ့အနေငယ်စီကထွက်လာပါတယ်ချက်ချင်းပဲပြေးသွားတဲ့အဖျော်အငွေ့တွေကရှံပေါ်ကိုဝင်းရံသွားပါတယ်ချင်းရွှေ့ရဲ့ယတနာလက်နက်တိုက်ရနီးကပ်လာတဲ့အချိန်မှာရှံပေါ်ကလမောင်းလေးကိုဖျံကားပြီးသူကအဟိလိုက်ပါတယ် ယတနာစွန်နိဗ္ဗာန်ကွန်ရက်မြောင်ထိုစကားလေးလုံးကိုပြောလိုက်တဲ့အချိန်မှာသူ့ရဲ့ပလက်ကအဖျော်အငွေ့တွေကယူသွဆောင်နဲ့ထလာပြီးချင်းရွှေရဲ့ယတနာလက်နဲ့တိုင်နေတိုက်မိသွားပါတယ်။ကျယ်တီရဲ့ဂျာမာပင်းထန်တဲ့တုန်ခါမှုတစ်ခုကလည်းပဲတင်ထက်သွားတာကြောင့်ပြုတ်ကွဲမှုတွေကပိုဆိုးသွားပါတယ်။မူလာကကီလိုမီတာ9000ရှိတဲ့ဝေကရက်ကယုတ်တရဲ့ပို့ပြီးတော့ကြီးမားလာပါတယ်။ကျဉ်းညံ့သူအများပြားကလည်းရှောင်းတိမ်မှုအချိန်များလိုက်ကြပဲလီဟာနယ်ထဲကိုပြတ်ကွက်သွားပါတယ်။လီဟာနယ်ပြုတ်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေကရက်ထဲကိုရောက်သွားရင်အသက်ရှင်မှုအတွက်ခက်ခဲပါတယ်။ဘသူကမှမစင်မချင်းဝင်ရောက်ရင်းမှမဟုတ်ပါဘူး။ထိုအချိန်မှာလီဟာနယ်ဟင်းလင်းပ င်အားတုံ့ခါနေရင်မဲ့လာမင်းဖိမှန်ဆောင်ွေအပေါ်မှာတော့ဘာတရားမှုမှမရှိပါဘူးမျိုးလုံးနေရအနီအောင်ဖြစ်နေပြီးရှမ်ပေါ်ရောရိုးထဲကနေမုန်တိနေကြပါတယ်သူကဒဏ်ရာရစေပြီးသူ့ရဲ့ငရွယ်တဲ့လာမင်းဖိမှန်ဆောင်ွေတွေကိုတတ်ခဲလို့ပါထပ်ပေါ်လာတဲ့ရှီအောင်နှဖျားလက်မောင်းကချင်းရွှေရပေါ်လာတဲ့အခါခဏတရေတန့်သွားပါတယ် ဒဝရင်းလာမင်းဖိမန်ဆောင်းမှုရဲ့မျိုးလုံးတွေဟာအနီအောင်ဖြစ်နေပြီးရှမ်ပိုကရတနာနီးပညာကိုအသုံးပြုလိုက်တဲ့အချိန်မှာလမောင်းကရှေ့ကိုတွန်းဝင်သွားပါတယ်။တစ်ချိန်တည်းမှာပဲကျယ်ဒီရဲ့ဂျာမာရေတံတစ်ခုကလည်းပိတ်တင်ထပ်သွားပါတယ်။ဝူဒိုချန်ကိုတွန်းလန့်နိုင်ခဲ့တဲ့မီရောက်တခင်မှာလက်တစိတ်တစ်ခုကိုဖိလိုက်တဲ့အခါကောင်းကင်ဘုံအစိပ်ပိုင်းဒါဇင်နဲ့ချီပြီးတော့ထွက်လာပါတယ်။ကီလိုမီတာထောင်ထဲချီတဲ့ပုံဝင်ချင်းကိုဝေကရတစ်ခုကဖုံးလိုက်ပါတယ်။ပြေးသွားတဲ့ကောင်းကင်ဘုံစွန်းရင်ကပြန့်နှံ့သွားကြောင်းဝေကရရဲ့စွမ်းအားတွေနဲ့ပြင်းထန်သွားပြီးရှမ်ပိုစီကိုတွန်းဝင်သွားပါတယ်။ကောင်းကင်အရှင်ချင်းရွှေ ဒီဖိုးကြီးကမင်းကိုကူညီပေးမယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောအဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်းတရှိပါတယ်